အဲ့တော့တော်တော်များတာဒါဆိုလဲဒါလုံးဝကျွန်တော်စီကကားကျစ်သူပရိသတ်တွေစိတ်ကိုဝင်စားမဲ့ကားမျိုးမလို့ကျွန်တော်ကလည်းပြောရတာဒါလုံးဝ Velfire ကျွန်တော်စီမှာလည်းဒီကားကမစိမ့်ဘူးဒါပေမဲ့ဒီကောင်က2025မော်ဒယ်ဆိုတော့ကြည့်လိုက်အောင်ရုပ်ထုတ်အချောင်းအချောင်းအချောင်းချောင်းကြီးတွေနဲ့ကိုဖြတ်သွားလုံးဝအတန်းလိုက်တယ်တော်မိုက်တယ်ဒီကောင်မှာလည်းစန်စာအရှိကိုဒီမှာတစ်လုံးနှလုံးသုံးလုံးလေးလုံးပေါ့နော်စန်စာလေးလုံးဒီကောင်ဆိုလဲပြသူကရုပ်ထွက်ပေါ့နော်ဒီ LED daylight တွက်ပါ supporting ဖြစ်နေတယ်ဘီကိုလုံးဝအမိုက်စားကိုဒီရုပ်ထွက်နဲ့လိုက်အောင် 2D share တွေနဲ့လိုက်အောင်လုပ်ပေးထားတာ တော်တော်မိုက်တယ်ဒီကောင်အလွိုင်းဆိုလေဒီမှာဗျဒီကောင်လဲ16လက်မှာပဲ16လက်မှာအလွိုင်းဆိုတော့ဒါတော်တော်ဝတ်တွေပေါ့နော်ဝေပြီးရောအပြင်မှာဒီကောင်ဒါဒါမှမဟုတ် ground clearance ကတော့များပါကျယ်တယ်ပေါ့နော်အဲ့လိုဟာနဲ့ညအမိုက်စားဒီဇိုင်းကိုလှုပ်ထားတယ်အဲ့ဒါပြီးတော့ effect လိုပါပဲဒါ model အမြင့်ကောင်ကို360တော့ဒီကောင်လေးကဒီမှာမှန်ဘလူးကိုနှလုံးအောင်ထည့်ပေးလိုက်တာတော်တော်မိုက်တယ်ဒီမှာဗျ lane departure assistant ပေါ့ကိုလမ်းကြောင်းကိုသူများကဝင်လာတော့မယ်နီးလာတော့မယ်ဆိုရင်တခါတည်းပြတာတဲ့ကောင်လေးတော်တော်မိုက်တယ်သူ့ရဲ့ဒီ velvet logo ရောင်းကြောဒီတိုင်းပါပဲ2025 FM မှာလဲ FL logo ဒီကောင်က Belfire logo ကဲဒီကောင်ဟောဘာရေးထူးကြမလဲကြောဖွင့်ကြည့်လိုက်ဒီကောင်လဲလဲတာနဲ့ဗျအကုန်လုံးအမိုက်စားလောက်တာပဲဒါပေမဲ့ဘာလဲဆိုတော့ FL ကြောလုံးဝကျွန်းအရောင်မှရွှေညိုရောင်တို့ဘာလို့တုံးတော့ပေါ်တယ်ဒီကောင်ကြောလုံးဝ classic theme ပေါ့နော်ကျွန်တော်အနက်ရောင်တစ်မျိုးတည်းကိုပဲ ခဲနဲ့ပေါ့ခဲနဲ့ကိုခဲအမှိုင်းအောင်တုံးတာတာတော်တော်မိုက်တယ်ဒီကောင်ကလည်းဒီမှာလုံးဝစီမမ်မိုရီ၃ခုပါမယ်ဒီမှာတကားအဖွင့်မိတ်တွေလောက်တာပါမယ်အနောက်ကကျွန်တော်တို့ခီးတဲ့တတိယအတန်းအတွက်ကိုတက်ဖို့ဒုတိယခုံတွေကို control လောက်တာပါမယ်မှန်ချိုးမှန်ကောင်းနဲ့မန်တယ်မန်ချာကြီးပါမယ်ထဲခန်းရလေဗျာလုံးဝကို luxury ပေါ့ဒါကျွန်တော်စင်ကြီးစည်းလို့စီးပြီးသွားရမယ်ကားပေါ့ dashboard ကြီးကရှေးကြီးပဲ double ပေါ့ နှစ်ထပ်ဖြစ်နေတဲ့ dashboard ပုံမှန်ဆိုရင်ကျွန်တော်တို့ HUD ပါမယ် head up display ပေါ့ကျွန်တော်ကားမောင်းနေရင်နဲ့မှန်အောင်ကြည့်နေရင်နဲ့ကျွန်တော်အချိန်ဘယ်လောက်နဲ့သွားရပါ냐ကိုရှင်းပြမှာအဲ့ဒါမှဒီပေါ်မှာလဲတာအဲ့လဲတာနဲ့တစ်ဆက်တည်းဒီမှာပေးတဲ့ infotainment 14လက်မ infotainment ကြဲကြီးပဲသူလက် effort အတိုင်းပဲအကြီး effort အတိုင်းပဲသူတို့ grade အတွင်း grade တွေရောတိုးတာထုံးစံတိုင်းဒဇီးနဲ့ဒဇီးကဆင်ဆင်ပဲသူကထုတ်တာအရှိရုပ်ပဲအပြင်ရုပ်ကိုပဲသူကပြောင်းပေးတာဟုတ်ဒီမှာဆိုလဲတာ JBL audio speaker 15လုံးနဲ့လာမယ် wireless charging ပါမယ်ကပ်ဖို့ရတာကျွန်တော်တို့ဒီ brake ဆိုလဲဒီလို gear တိုင်းအသေးလေးနဲ့ပဲ driving mode ကို eco mode ထဲကျမ်းသွားရင် ev mode တော်တော်မိုက်တယ်ဆီယာတိုင်းလက်ကင်ဆိုလဲဒီမှာကျုံးွက်လေးနဲ့တော်တော်လှတယ် cruise control နဲ့ lane တစ်ပါးချအစစ်ဆိုပေးထားတယ်ဒီဟာတကယ်အရေးကြီးတဲ့ function တွေကိုဒီမှာထည့်ပေးတယ်ပြီးတော့ကျွန်တော်တို့ဒီက multimedia ထိန်းချုပ်ဖို့ပါညာကိုကျွန်တော်တို့ဒီကိုထည့်ပေးထားတယ်တော်တော်မိုက်ပြီးတော့အထာကျပြီးတော့အတွင်းကမ်းမှာငြိမ့်ငြိမ့်ချောင်ချောင်ရှိတယ်ကဲအဲ့တော့ကျွန်တော်နောက်ခမ်းမှာဘာလဲသွားကြည့်လိုက်ရအောင် နောက်ခန်းဆိုလဲမော်တာတော်တော်မိုက်တယ်ထိုင်ကုန်မှလူကြီးရွယ်လူလက်အရွယ်ကလေးရွယ်ကိုလှမ်းဆွဲလို့ရအောင်လုပ်ပေးထားတယ်တော်တော်ဒီမှာအဲ့ဒါကိုဒီကလူတွေတော်တော်သဘောကျတယ်ဘာလို့လဲဆိုတော့သူတို့ကကလေးသေးသေးလေးနေပါတခါတည်းစဉ်းစားပြီးမိသားစုလိုက်လာဝယ်ကြတာဟုတ်ကဲဒီအထက်ကလည်းကျွန်တော်ပထမ alpha အကြောင်းပြောပြီးသားဆိုရင်ဒီက alpha အကြောင်းဟာနေရောပြီးပြောလို့ရတယ်ဘာမဲ့သို့တော်ဒီမှာတခါကျွန်တော်တက်တော့ထိုင်ပြလိုက်မယ် အဲ့ဒါကောင်ပူမိုက်တယ်ဗျ။တော့လဲသားပဲ။ကျွန်တော်တို့အပေါ်က sun roof ပေါ့နော်။ကျွန်တော်တို့ဒီ panoramic အဖွင့်ပိတ်တွေပါတယ်။ကျွန်တော်ခဏနှိပ်ကြည့်လိုက်အောင်။ဒီဟာဆိုတကားကိုကျွန်တော်အပေါ်ခလုတ်ကပိတ်ပိတ်ကြည့်ရပါတော့။ဒီဘက်ကလည်းပိတ်လို့တော့ရပါတယ်။ဒါဆိုကျွန်တော်ပြန်ဖွင့်ကြည့်တာ။ရတယ်။ပူမိုက်သွားတာဗျ။အလဲကရှောက်လန်းလေးနဲ့ဂျင်းခွဲပေါ့။ဒါပေမဲ့ဂျင်းတော့ဂျင်းလုံးနဲ့ဂျင်းခွဲကကျွန်တော်လူကန့်လန့်လေးဝင်သွားမှရမယ်ထင်တယ်။အဲ့ဒါပြင်တို့ရဲ့ကိုပိုင် operating system နဲ့ android ကိုဒီကျွန်တော်ကားတစ်စီးလုံးရဲ့ဒါထိုင်ကုန်နေလေး ေးတဲ့စနစ်ဒီဒါကျွန်တော်တို့မီးအောင်တွေအကုန်လုံးကိုပြောင်းပြလို့ရတယ်တော်တော်မီးပညာမြင့်ဝါးကြီးလို့ပြောလို့ရတယ်ဒါ MVP type အမျိုးအစားတိုတာရဲ့ Velfire 2025 model တော်တော်ကြီးကိုမိုက်တာဗျ Alpha လိုပဲဒီမှာကျွန်တော်တို့လေပူလေးစနစ်ဒီအရှိအနောက်ပေါ့နော်ခုံအရှိအနောက်ခြေတင်ခြေချအဲနည်းနည်းညံ့ညောင်းတဲ့ခီးအရှိကြီးကိုကျွန်တော်ဒီခုံပါကြောထက်ချလိုက်ရကြော AC တေးတမောအိပ်ပြီးလိုက်ွားလို့ရတယ်တော်တော်မိုက်တယ်ဗျဒါလုံးဝကိုစိန်ကြနေတယ်ကဲအဲ့တော့ ကျွန်တော်ဒီမှာခုံလေးကိုပြန်ခောက်လိုက်မယ်ခုံလေးကိုပြန်ခောက်ပြီးတော့နောက်ထဲတော့ကျွန်တော်သွားမထိုင်ကြည့်တော့ဘူး effect ကမှကျွန်တော်ပြောတာရှိတယ်2025 effect ဒီ blue function တွေပါလဲဆိုတော့တစ်ချက်ကြည့်ကြည့်လိုက်ကဲတော့နောက်ဘုံထဲမှာဘာပါလဲသွားကြည့်လိုက်အောင်ဗျာသူ့အနောက်ဆိုလဲဒါလုံးဝအမိုက်စာဒါ total logo ရဲ့ verifier ရဲ့ပြင်သူ HEV ဖြစ်တာပါအဲဒါပေမဲ့ဒီကောင်ကြတော့လုံးဝ executive launch မပါတော့ဘူးတော်တော်မိုက်တယ်ကဲဗျာဒီမှာ तू ကခလုတ်က तू ကလည်းဒီနောက်မှာပဲဒါသူ verifier ရဲ့ total ပေါ့နော် generation တွေရဲ့ model အစ်စ်တွေ ကဲအဲ့တော့ကျွန်တော်တစ်ချက်ခလုတ်ကိုဖြွင့်ကြည့်လိုက်မယ်မိုက်တယ်ဗျကျွန်တော်တို့ဒီ slide တွေပေါ်မှာထားပြီးတော့တဲ့အပြင်ဟိုဒီလိုပါခောက်ပြတာတော်တော်မိုက်တာပဲဗျဒီဟာဆိုကျွန်တော်ပစ္စည်းအများကြီးစံသွားပြီလေအနောက်ခုံလဲမနာတော့တကယ်တည်းဒီခုံတွေကိုကျွန်တော်တို့မခောက်ဘဲနဲ့ကြောပဲမှောက်ကြပြီပစ္စည်းတင်ခုံဒီကြောတွေရုပ်ဆိုးသေးတယ်သူကလည်းအနောက်ကိုလည်းလေသာနဲ့လှုပ်ထားတာပေါ့တကယ်တည်းဒီလိုဟာမျိုးလှုပ်လိုက်တာကိုပုံကောင်းတာပေါ့အောက်ကထီချင်းတင် plus တယ်ပဲထီမှာတော်တော်မိုက်တယ်ဗျ ကျယ်သွားတာပေါ့နော်ကာဂိုစပေ့စ်ပြတ်တာပေါ့ကဲအဲ့တော့ဒီတိုတာ2025 Belfire ရဲ့ engine ရောဘယ်လိုမျိုးတွေထူးဆန်းနေမလဲဆိုတော့ကျွန်တော်ချက်လောက်သွားကြည့်ရအောင်ကဲဗျာဒါကျွန်တော်တို့တိုတာ Belfire 2025သူ့တိုတာကိုဘာရေးသဘောကြလဲဆိုတော့အကုန်တရားပဲကျွန်တော်ဒီဥမာဒီအတန်လေးတစ်ချောင်းဆိုလေဒီကားဟာဟိုဘက်ကမှသွားသုံးလို့ရတယ်ဘာလို့လဲဆိုတော့ဒီနှစ်မဟုတ်ထုတ်တဲ့ model ဗျာ type 2 2b ဥမာ MVP ဆို MVP ် SUV ဆို SUV အဲ့လိုမျိုးဆိုရင် तू ကတခါတည်းဆင်တူတာရေအကုန်လုံးပေးလိုက်တာတော်တော်မိုက်တယ်ဒီမှာပြ तू အင်ဂျင်ကန်းဆိုလဲတော်တော်မိုက်တယ်တက်တက်ရရပဲလုံးဝကိုဒါသူ့နေရာနဲ့သူပေါ့နော်အဆင်ပြေပြေလုပ်ပေးထားတယ်အဲ့ဒီကောင်ကဒီကောင်ကအင်ဂျင်မျိုးစား Dynamic Force Engine ပေါ့နော် Hybrid ပေါ့အဲ့တော့အင်ဂျင်ပါဝါက2.5ရှိတယ်သူ့မှာမြင်းကောင်ရ250ထွက်တယ်ဂီယာကကြတော့ဒီကောင်က ECVT ပဲ Alpha နဲ့တူတူပဲဒီကောင်ကလည်း 4V drive ပဲဒီကောင်ကသုံးမယ်ဆိုရင် C-liter ကို 85ကီလိုမီတာအထိတောင်ရောက်တယ်တော်တော်အဆင်းမြင့်တဲ့ကားလို့ပြောလို့ရတယ်ဒီအရှိန်စီစားရေးပါတော်တော်တတ်တာဝါကြီးဗျကားအကောင်အင်းကြီးပြီးတော့ဗျအရင်စီမစားတော့ဘူးအဲ့တော့ဟုတ်ပြီဒီကားဒီမှာဘလောက်နဲ့ရောင်းလဲဆိုတော့ဘက်44သိန်းပေါ့နော်ဘက်44သိန်းစွန်းစွန်းမြန်မာပတ်စံနဲ့ဆိုရင်သိန်းပေါင်း9800စွန်းစွန်းပဲရှိတယ် ကဲအဲ့တော့ကားချစ်သူပြိသက်ကြီးအတွက်ကျွန်တော်နိုင်ငံမှာလည်းအရန်ကိုပေါက်ကဘာစီကနံပါတ်1နေရာယူထားတဲ့ Toyota Belfire ကြီးကိုမိတ်ဆက်ထားတာဖြစ်လို့ကောင်းဝန္ဒနာပါတဲ့ကားတွေကိုချစ်တဲ့ကားချစ်သူပြိသက်ကြီးအတွက်လည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကားချစ်သူများအားလုံးလည်းရှင်လန်းချမ်းမြေ့ကြပါစီဗျာ